ဖူဖောဖတ်များအောင်မင်္ဂလာပါကလော့ကွန်နန်နေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီဂျိုင်းအထက်မှာတော့ကျွန်တော်ပြင်းပြလေးပွဲတွေရှိတယ်ဒီပွဲတွေကတော့တော်တော်လေးကမှပြောမယ်ဆိုလို့ဆိုရင်ဟိုဟိုအေးပြရမယ်ပွဲတွေဖြစ်တယ်ဗျာအထူးသဖြင့်ကျွန်တော်နှစ်နာရီနှစ်နာရီဝဲပွဲတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟိုဘောလုံးဝါဒနာအိုဒီကတော့အဆောင်မျိုးကြီးနေမယ်ပွဲတွေဖြစ်တယ်ဗျာအဲ့တချို့အဲ့တချို့ဘာဖြစ်လို့လဲတအားနောက်ကျတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မနက်ဖက်ဒီပါတွေအလုပ်သွားရမယ်ဆိုလို့လည်းကျွန်တော်အဆင်မပြေတဲ့အတွက်ကြောင့် အဲ့လိုမျိုးထကြည့်ဖို့ကတော့တော်တော်လေးမှခက်ခဲမဲ့ပွဲတပွဲအပွဲစဉ်လို့ပြောလို့ရပြီးများလေးပွဲစဉ်ဆက်လေးရကိုယ်အဲ့ဒါကျွန်တော်အဗီဒီယိုလေးကိုတွားလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အဲည2နာရီခွဲမှာ2နာရီ45မှာရှင်ပိုင်နဲ့မဲ့ကျွန်တော်လီယူနိုက်တက်နဲ့ကျွန်တော်တို့တစ်ခါကကျွန်တော်တို့ချက်စီးတင်းလို့ရကျွန်တော်တို့ပြင်းပြလေးပွဲစဉ်14ရက်ကျွန်တော်ပွဲချုပ်သုံးသပ်ချက်လေးကိုလုပ်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမဆက်ခင်ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်ကြတဲ့ညီကိုလေးနဲ့ like subscribe လုပ်ပြီးကိုညီပြသလို့ရပါတယ် ကဲအဲ့ဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီနေ့ရဲ့ဆုံတွေ့မှုမှာတော့တပံကျွန်တော်တို့ချက်စည်းသိင်းနေတဲ့အဝေးခွင်မှာတောက်ရောက်ရှင်ပြန်မဲ့ပွဲမှာတော့နိုင်ပွဲတွေကိုထပ်ပြီးတော့ပုံဖော်ဖို့လိုအပ်မယ်လို့တော့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်ရှေ့ပွဲမှာဆိုရင်တို့အနေနဲ့ ဒီဘွဲတစ်ဘွဲကိုစော့ကစားထားနိုင်လို့အနီးကတစ်ယောက်ထိထားတဲ့အတွက်ကြောင့်ဒီတစ်ခါတော့ရောက်ရှင်မဲ့အဝေးဝန်းမှာတော့ချက်စည်းသေးနေတယ်နိုင်ဘွဲတွေကိုထပ်ပြီးတော့ပုံဖွန်နိုင်မယ်လို့တော့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့အဆင့်1 2 3 4ဆိုတော့ကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်တနေရာအတွက်ကတော့တော်တော်လေးမှ sorry တော်တော်လေးမှတိုက်ပွဲဝင်ရမယ့်ပုံစံမျိုးလေးရှိတယ်။ဘာအတွက်ကြောင့်လဲဆိုရင်ကျွန်တော်တို့အဆင့်1ကနေတော့အဆင့်10ထိလောက်ကိုတော့ကျွန်တော်ရမှတ်တရကျွန်တော်တို့ comment 10မှတ်လောက်ပဲကွာဟနေတဲ့အတွက်ကြောင့် ကျွန်တော်တို့အဲဘာမစိုးဖြစ်သွားနိုင်လဲကျွန်တော်တို့ပုံစံမျိုးတွေရှိရတဲ့ကြောင့်ကျွန်တော်တို့အဲ one to four ဆိုတဲ့ champion league ဝင်ခွင့်အတွက်ကတော့တော်တော်လေးမှတိုက်ပွဲဝင်ရင်သွားရမယ်ပုံစံမျိုးတွေကိုမြင်တယ်။ Okay အဲဆိုရင်ကျွန်တော်ဒီနေ့တင်းရဲ့အဲနောက်ဆုံးရှင်ပြန်ထားတဲ့ပွဲလေးအကြောင်းပြောလိုက်။ဒီနေ့ရှင်ပြန်ထားနောက်ဆုံးပွဲမှာဆိုရင်တော့ Thi United ကတော့တော်တော်လေးမှအခြေအနေစိုးနေတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်။နောက်ဆုံးရှင်ပြန်ထားတဲ့၅ပွဲမှာဆိုရင်တပွဲပဲနိုင်ထားပြီးတော့ကျွန်တော်တို့၄ပွဲအထိကိုရှုံးနေတာတွေ့ရပြီးတော့တစ်ဖက်ကချက်စီချက်စီကတော့ကျွန်တော်တို့၃ပွဲအထိနိုင်လာပြီးတော့ နှစ်ပွဲတည်ကြထားတယ်ကြထားတဲ့ပွဲကလည်းအာဆင်နယ်တို့လိုမျိုးအသင်းတွေနဲ့တည်ကြထားတယ်သူတို့အနေနဲ့လန်ဒန်တာဘီပွဲမှာတော့တည်ရလက်ကိုပုံဖော်ပြီးတော့သူတို့အနေနဲ့တယောက်ယောက်အနေထားနဲ့တည်ရလက်ကိုစော်ကစားသွားနိုင်တာလေတော်တော်လေးမှကျွန်တော်တို့နောက်တန်းတွေကိုချီကျူးရမယ်လို့ပြောလဲကွင်းလက်ကစားသမားတွေနဲ့တိုက်စစ်သမားတွေအလုံးမဖြစ်ဖ ೇನೆ နောက်တန်းကစားသမားတွေနဲ့ကျွန်တော်ဂိုးသမားတို့ဆန်းချက်တို့ဘာလို့တော်တော်လေးမှကျွန်တော်တို့လက်စွမ်းပြကာကွယ်မှုတွေနဲ့ကျွန်တော်နောက်တန်းကစားသမားရဲ့ခြေစွမ်းပြမှုတွေနဲ့သူတို့အနေနဲ့ဒီတမတ်တော်လေးမှကျွန်တော်တို့ ထိုက်ထိုက်တန်တန်ရယူသွားနိုင်တယ်လို့ပြောလို့ရတယ်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနေ့သင်ဆုံးပေးမှုမှာဟိုပြန်ပြန်ကြည့်လိုက်မယ်။ဒီနေ့သင်ဆုံးပေးမှုမှာဆိုရင်တော့ကျွန်တော်တို့ Legion Knight ကတော့ကျွန်တော်တစ်ချိန်ပဲနိုင်တိုက်တော့တစ်ချိန်တည်းချတာတယ်။ချက်စည်းသင်ရတော့ကျွန်တော်6ချိန်ထိတော့နိုင်ရတဲ့အတွက်ကြောင့်ဒီနေ့သင်ဆုံးပေးမှုတိုင်းမှာတော့ကျွန်တော်တို့အများနဲ့လို့ကျွန်တော်ချက်စည်းသင်ရအတားအသီးရထားတာကိုကျွန်တော်တွေ့ရမယ်။နောက်ဆုံးကျွန်တော်တို့ငါးပွဲမှာကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့အဲလစ်ယူနိုက်တက်အနေနဲ့အိမ်ငွေ၂ပွဲမှာဆိုရင်တို့တို့အနေနဲ့တပွဲပွဲနိုင်ထားပြီးတော့တပွဲရှုံးနေထားတဲ့အတွက်ကြောင့် အင်ဂွင်းကိုလည်းတက်လဲတက်ပြီးတော့ကျွန်တော်အမြင်ရဆိုရင်လီယူနိုက်တက်ကမကောင်းဘူးအဝေးကွင်းလည်းအဲဒီလောက်တိတ်ပြီးတော့မကောင်းတဲ့ပုံစံမျိုးမှာတော့ဒီတကဆုံပေးမယ်ကျွန်တော်တို့ချက်စီးသင်းကိုသူတို့အိမ်ကမှရှင်ပြိုင်မဲ့ပွဲမှာတော့တော်တော်လေးမှခက်ခဲမဲ့နောက်တပွဲလိုပြောလို့ရတယ် လီယူနိုက်တက်လည်းသူတို့ရဲ့အိမ်ကွင်းမှာကျွန်တော်ချက်စီးသင်းကိုနောက်ဆုံးနိုင်ထားရတာဆိုလို့ကျွန်တော်2022တုန်းကဖြစ်ပြီးတော့အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့အနေနဲ့တန်းဆင်းသွားတဲ့အတွက်ကြောင့်ဒီနှစ်မှာပြန်လဲတန်းတက်လာပြီးတော့ကျွန်တော်တို့ချက်စီးသင်းနဲ့ပြန်လဲစုံတွဲမှုမှာတော့ဘလို့ရလက်တွေထပ်ပြီးတော့ပေါ်ထွက်လာမလဲမြန်လာလို့သူတို့အနေနဲ့ရှုံးနိုင်ထားတဲ့ပုံစံအနေဒီတစ်ခါပြန်ပြီးတော့ကျွန်တော်တို့ချက်စီးသင်းကိုသူတို့ရဲ့အိမ်ကွင်းမှာဘလို့တုံ့ပြန်မလဲဆိုတော့တော်တော်လေးမှာကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့တော့မြင်တယ်ဒီသတင်းရကျွန်တော်စုံတွဲမှုမှာဆိုရင်တော့တော်တော်လေးမှာကျွန်တော်တို့ အဲကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်ဘာတွေ့ကြောင်းလဲဆိုရင်ကကျွန်တော်တို့ဒီနှစ်တည်းကတွေ့ဆုံမှုကလည်းမတွေ့ခဲ့တာတော်တော်လုံးလုံးကြာပြီဗျာ2021တည်းဆို3နှစ်လောက်ဝင်းကျင်ဖြစ်တဲ့အတွက်ကြောင့်အခုမှပြန်လဲစုံတွေ့မဲ့ပွဲမှာဆိုရင်တော့ဘယ်တင်းအတားစီရတော့မှချက်စီးတင်းရတော့ကျွန်တော်တို့အဝေးခွင့်ရောကျွန်တော်အိမ်ခွင့်ရောဆွမ်းဆောင်ရည်ရတော်တော်လေးမှကျွန်တော်တို့မိုက်နေတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေ့မဲ့ပွဲမှာတော့ချက်စီးတင်းရထပ်ပြီးတော့နိုင်ပွဲတွေပုံဖော်သွားမလားဆိုတာတော့စောင့်မျှော်ကြည့်ရှုတင်းနေလို့တော့မြင်တယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနှစ်တင်းရဲ့ command line နဲ့ ျွန်တော်တို့ကစားသမားတွေရဲ့အဲလူစင်းလေးကိုပြောလိုက်ကြအောင်အရင်ဆုံးနေနဲ့ကျွန်တော်တို့အဲ League United ပြောလိုက် League ကတော့သူတို့ရဲ့ကိုယ်တော်နေရာမှာတော့ Perry ပဲထွက်လာပြီးတော့နောက်တက်မှဆိုရင် Strike တို့ပြီးလို့ချင်း Bjorn တို့ပြီးလို့ချင်း Rodon တို့ပဲပွက်ထွက်လာမယ်လို့မြင်နေ Queenlen မှာဆိုရင်တော့ကျွန်တော်တို့အဲ Commerson ပြီးလို့ချင်း Aronson ရဲ့နောက်တစ်ယောက်ကကျွန်တော် Group နဲ့ Ambadu ရဲ့ Bokey ရဲ့ပဲပွက်ထွက်လာပြီးတော့သူတို့ရဲ့အဓိကတိုက်ဆက်နေရာမှာဆိုရင်တော့ပြုအဲကက်ဘက်လူဝင်ရှိမယ်နောက်တစ်ယောက်ကကျွန်တော် MP Char ဆိုတဲ့အဲတိုက်ဆက်မှုတို့ အဲဒီစုပွဲနယ်ပဲချက်စီးသင်းကိုသူတို့အိမ်ကမှရှင်းမြိုင်သွားမယ်လို့တော့မြင်တယ်တစ်ဖက်ကကျွန်တော်ချက်စီချက်စီကကျွန်တော်ရှေ့အပွဲမှာသူတို့အနေနဲ့အဲလူသားပြောင်းလဲတွေလောက်ထားတဲ့အတွက်ကြောင့်ဒီနေ့အပွဲမှာဆိုရင်တော့သူတို့လည်းဝေကမလည်းရှင်းမြိုင်နယ်ပုံမှာကျွန်တော်မြင်ရဆိုရင်တော့သူတို့လည်းလူစုံပြန်ပြီးတော့ထုတ်သုံးလာမယ်လို့တော့မြင်တယ်ကိုသမားနေရာမှာတော့စမ်းချက်ပဲပွဲထလာပြီးတော့နောက်တန်းလေးယောက်နေရာမှာဆိုသူတို့ရဲ့ဒီကကစားသမားဖြစ်တဲ့ကိုဝဲလာပြီးလို့ဆိုရင်ခြာလိုပါလို့ပြီးလို့ဆိုရင်နောက်တစ်ယောက်ကတော့တူစီမို့လို့ဆိုရင်ကျွန်တော်ဖိုဖာနာတို့ပါတို့အဲအဲ့လိုမျိုးပုံစံနဲ့ ပွဲထွက်လာမယ်လို့မြင်တယ်ဖူဘာနာမဟုတ်လို့ဆိုရင်ကျွန်တော်ကူချိုနဲ့အဲ့လိုမျိုးတွဲလာမယ်လို့မြင်တယ်ကွင်းလန်မှာဆိုတော့သူတို့အဓိကကွင်းလန်ကမှဖြစ်တယ်အန်ဇိုဖနန်ဒက်ပြီးလို့ဆိုရင်ကျွန်တော်နောက်တစ်ယောက်ကကျွန်တော်ရစ်စီဂျိန်းကိုလည်းကျွန်တော်တို့ကွင်းလန်မှာသူတို့အနေနဲ့တော်တော်လေးမှတုံးထားတာတွေ့တဲ့ကြောင်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့ပြောလိုက်တယ်ကျွန်တော်ရှေ့ချက်စီးနဲ့ပွဲမှာဆိုလို့ဆိုရင်တော့ကျွန်တော်ကွင်းလန်ကျတော့သူတို့နဲ့ရစ်စီဂျိန်းနေနဲ့အကောင်းဆုံးဟန်တယ်လောက်ပြီးတော့ကျွန်တော်ထိန်းချောင်းသွားတာလည်းတော်တော်လေးမှချစ်ကျူးရမယ်လို့တော့မြင်တယ်ဒီနေ့ပွဲမှာတော့ဆိုရင်တော့ချက်စီးတင်တဲ့ကတော့ကျွန်တော်တို့ အဲသူတို့ရဲ့လူအဓိကကစားသမားဖြစ်တဲ့ကျွန်တော်ကိုပါမအနေနဲ့ပြင်လဲပေါင်းနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်ဆောင်ကြရမယ်ကိုပါမမအနေနဲ့ရှေ့ပွဲမှာလည်းကျွန်တော်တို့သူ့အနေနဲ့အပောင်ဝင်ရမယ်အခွင့်အရေးကတော့ကျွန်တော်တို့မချက်ကန်စီတို့ကကျွန်တော်အနီကထိွားတဲ့အတွက်ကြောင့်သူ့အနေနဲ့လူစားပြောင်းလဲလုပ်တဲ့အတွက်ကြောင့်အဲပွဲမှာတော့မပါဝင်ခဲ့ဘူးဒါပေမဲ့ဒီနေ့ပွဲမှာတော့ကိုပါမအနေနဲ့ကျွန်တော်မြင်ရဆိုပြန်လဲပေါင်းဝင်ပြီးတော့ပွဲထလာမယ်လို့မြင်တယ်ပါမအနေနဲ့ကျွန်တော်ပြန်လဲပွဲထွက်တဲ့ပွဲမှာ အတွင်းကိုတွေကိုပြန်လည်မြင်တွေ့အောင်လဲဆိုတော်တော်လေးကိုမှကျွန်တော်စိတ်လှုပ်ရှားဖို့ကောင်းနေလို့မြင်တယ်။ဗမာရဲ့ခြေသွန်းတွေဟိုကျွန်တော်ရှစ်သူ့ဒိုင်ယာမင်ရခင်တော့ခြေသွန်းတွေတိုင်းပြန်လည်မြင်တွေ့ရမှာဒါမှမဟုတ်လည်းကျွန်တော်ဒိုင်ယာရပြီးသွားတဲ့ခြေသွန်းမှာတော့ဘလို့အနေထားရှိမယ်ဆိုတော့ဒီညမှာတော့ကျွန်တော်စောင့်မျှော်အဲကြည့်ရမယ်ပုံစံမျိုးလေးရှိတယ်။သူတို့ရဲ့တိုက်စစ်မှာဆိုရင်တော့ကျွန်တော်နက်တိုတို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်တော့ကျွန်တော်အစတိုဘိုတို့ပြီးလို့ဆိုရင်တော့ဒီလစ်တို့ပဲပွက်ထွက်လာမယ်လို့မြင်တယ်။အစတိုဘိုမဟုတ်လို့ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ကာနာချိုနဲ့ကျွန်တော်တို့အဲ နှစ်တို့တို့အတွက်ဖက်ဆိုရင်လည်းတော်တော်လေးမှအဆင်ပြေတယ်လို့မြင်တယ်။ဒီနှစ်တင်းရကျွန်တော်ထိတ်တိုက်တွေးဆမှုမှာတော့ချက်စီးတင်းနေနေရတော့ကျွန်တော်တို့အမြင်ကျွန်တော်မြင်ရဆိုရင်တော့ရှေ့ဘွဲမှာတေးရလက်ကိုပုံဖော်ထားရတော့ကျွန်တော်ဒီနေ့ဘွဲမှာထပ်ပြီးတော့တို့အနေနဲ့နိုင်ဘွဲကိုပြန်လဲပုံဖော်သွားနိုင်မယ်လို့တော့မြင်တယ်။ဘာတကြောင့်လဲဆိုရင်ကျွန်တော်အစင်းနေသုံးနေရမှာတို့အဲတေးကြဖို့ဆိုလို့ဆိုရင်ဒီဘွဲကတော့တို့အမြင်အဲနိုင်ဘွဲကိုပုံဖော်သွားနိုင်မယ်လို့တော့မြင်တယ်။ဒီနေ့တင်းရဆုံတွေးမှုမှာဆိုကျွန်တော်မြင်ရဆိုရင်တော့2စီးလောက်နဲ့ပဲချက်စီးတင်းနေအဝေးခွန်းမှာတော့ရောက်ရှင်မြန်တဲ့ဘွဲမှာတော့ထပ်ပြီးတော့ နိုင်ပွဲဆက်သွားအောင်မယ်လို့တော့မြင်တယ်ညီကိုတွေနဲ့ရောဒီညရှင်မြန်ကြမယ်ကျွန်တော်တို့အဲလီယူနိုက်တက်နဲ့ချက်စီတင်းတို့ရဲ့ပွဲစဉ်မှာဘယ်လိုမြင်ရလဲဒီနှစ်သင်းရဲ့ကျွန်တော်စုံတွဲမှုအဲမရှိတာလေကျွန်တော်ပြီးမြောက်လေးမှာကျွန်တော်တို့၃နှစ်နီးပါးလောက်ရှိတဲ့အချိန်မှာဒီတစ်ခါပြန်လဲစုံတွဲမယ်ကျွန်တော်ပြီးမြောက်လေးပွဲစဉ်14ရဲ့ကျွန်တော်တို့အဲထိတ်တိုက်တွဲစုံနေတဲ့ပွဲမှာတော့တော်တော်လေးမှကြည့်လို့ကောင်းမယ့်ပုံစံမျိုးလေးရှိတယ်ဘာလို့ကြောင့်လဲဆိုရင်ဒီနှစ်သင်းရဲ့ကျွန်တော်တို့အဲ နောက်ဆုံးရှင်မြိုင်ထားတဲ့ပွဲဒီမှာဆိုရင်တော့ကျွန်တော်တို့ဆက်စည်းတင်ရတော်တော်လေးမှအလေးတားနေတာတစ်ဖက်ကကျွန်တော်တို့အလီယူနိုက်တက်ကအိမ်ဝင်ဝင်မရွေးရှုံးပွဲတွေဆက်နေတဲ့အတွက်ကြောင့်ဒီတစ်ခါဆုံးတွေ့မဲ့ပွဲစဉ်မှာတော့ဘယ်လင်းကထပ်ပြီးတော့နိုင်ပွဲကိုပုံဖော်သွားမလဲဒါမှမဟုတ်ပဲလည်းကျွန်တော်တို့အလီယာပဲသူ့ရဲ့အိမ်ဝင်မှာချက်သေးတဲ့ကိုဒုက္ခပေးပြီးတော့နိုင်ပွဲတွေပါပုံဖော်သွားနိုင်မှာလို့ထင်လားကျွန်တော်တို့မထင်ဘူးလားဒီလားဘာအတွက်ကြောင့်လဲဆိုတော့ချက်သေးရဲ့နောက်တန်းကွင်းလဲပြီးလို့ဆိုရင်အဲတိုက်ဆက်ကတော့ထားပါဗျာဒီမှာအဲ good အဲ့ တစ်ဖက်တင်းနဲ့တွေ့မယ်ဆိုလို့ဆိုရင်တော့အဲကွက်လန်နဲ့နောက်တန်းကိုကြော်ရောက်ဖို့ဆိုတော့တော်တော်လေးမှခိုင်းသွားမယ်လို့မြင်တယ်ဒီကိုဒီနဲ့ဘယ်လိုမြင်ကြလဲ။ရာဆွေးနေမှချက်ပြတာလို့ရပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါဦးခင်ဗျာ။